ဟုတ်ပါတယ်ဒီတစ်ခါမှာကျတော့လေဂျင်းတက်ဘော့အင်းနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အရင်ကကျတော့ဂျိုးအင်းနဲ့ပါတယ်ပေါ့နော်ဒီနားမှာလေဂျင်းတက်ဘော့ကဂျိုးပါတယ်ခါးစီဂျိုးပါတယ်ဒီတစ်ခါကျတော့ခါးစီဂျိုးလုံးဝမပါဘဲနဲ့သူကဇစ်ပါမယ်ဇစ်ပါပြီးတော့ဒီရဲ့ဟိုကပန်းနဲ့လေကပန်းနဲ့ဖောက်ပြီးတော့ဝတ်လို့ရတဲ့ဂျင်းသားလေးအရန်ကိုအသားကောင်းပြီးတော့လေဈေးကလည်းပုံမှန်အတိုင်းပဲအရင်ဈေးအတိုင်းပဲဟိုဂျင်းတက်ဘော့လိုပဲပေါ့နော်အခုအချိန်ကလေဂျင်းနေရာလေးတအားကိုမာမာတာခက်ခက်လာတယ်နောက်ပြီးကျတော့ စနေလာပိုင်းလောက်မှာပဲဂျင်းသားတွေအများကြီးရောက်လာတော့မှာအဲ့ဒီခြင်လောက်ကိုစောင်းရမှာအခုလော့စေရကျတော့ဒီအစ်စ်တွေဝင်ထားတယ်ပေါ့နော်အချမ်းဝက်လို့ကောင်းကျွန်တော်ကိုယ်တိုင်လည်းဝက်ထားတယ်အချမ်းကိုလှကျွန်တော်ကလေဂျင်းနေဆိုလို့ရှိရင်ဟောခပ်ပွားလေးဝက်ကအရန်ကြိုက်တယ်အဲ့လိုကျက်ပဲ့ပြီးတော့အဲ့လိုစတိုင်မျိုးကိုကျွန်တော်မကြိုက်ဘူးကျွန်တော်ဝက်တဲ့ပုံစံမျိုးကိုကျွန်တော်ပြမယ်နော်ကျွန်တော်ကြည့်တဲ့ပုံစံမျိုးလို့ပဲဝက်တာများတယ်ဒီခပ်ပွားပြီး အောက်ကိုပုံပြီးတော့ကြတဲ့ပုံစံမျိုးလေးတွေ့လို့ခပ်ပပလေးဝက်ကတာလူမစ္စတာဝက်ကတာဖရီးစတန်ဝက်ကတာအရန်သဘောကျတယ်ခမားလေးတို့ရောဘလိုပုံစံမျိုးသဘောကျလဲဆိုတော့ကောင်းပါလိမ့်မယ်မှတ်ပြလို့ရပါတယ်ဒါကျွန်တော်ကတော့ဒီ track ဒီပုံစံเนาะကျွန်တော်ရ Africa လို့မျိုးဒီပုံစံမျိုးခပ်ပကကျတော့တိတ်မကြိုက်ဘူးဒါပေမဲ့ထပ်ပနဲ့ပါပုံပြီးတော့ back fight တဲ့ပုံစံဒီဒီရဲ့ခြေသားကအရန်မိုက်တယ်ပေါ့ဗျာပြီးတော့ဒီလိုအင်ဂျင်မျိုးလေးဟောင်ရဲ့ရှက်ပုံစံမျိုးအရန်ကိုကြွေရကျွန်တော်ကเนาะလေကလုံးတွေတိတ်ပြီးတော့မကြိုက်ဘူး ဖောင်ရံရှက်ပုံနဲ့မျိုးဆိုအရန်ကဘကပုံပေါ်ပါလဲဒလဆဆန်းပေါ့နော်ဟိုတွားလာတဲ့အဆင်ပြေလို့ခံစားရတယ်ခံစားရလို့ဘယ်လိုမှခံစားရတယ်ကောက်မတွေမှာမန်းပြပါခင်ဗျဟမ်ဘာ